ားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ထဏမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်တွေတော့စစ်တဲ့ရာရှိတွေရဲ့ဝင်ငွေများပြားမှုတွေကိုခြားပြလာတဲ့ကုနေနေဟောင်းရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာကုနေနေကဘလို့ကြောင်းအားတွေကိုခြားပြပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ားလုံးအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ဒီကြားဖြန့်ကိစ္စတွေခက်စားလာတဲ့ကိစ္စတွေပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြောမယ်ဆောစောကတော့အဲဦးစားဖြစ်လို့ပါကျွန်တော်တို့ပြောပြမယ်ဗျာဒီရှမ်းပြည်မြောက်ပိုင်းပြန်ကြည့်မယ်ရှမ်းပြည်မြောက်ပိုင်းနဲ့ရှမ်းရှိပေါ့နော်အဲတူကန်တိုင်းလို့ခေါ်တဲ့ကျိုင်းတုံကတခုတည်းနေဒီကျွန်တော်တို့ရွှေတခြားသောနေရာတွေကနေပြီးတော့တိမ်းမောင်းတိမ်းနဲ့ချီပြီးတော့တလားတလားစက်ကြီးရတာ တရတလောက်စက်ကြီးရအဲ့လိုပဲစစ်အုပ်စုကစစ်ကောင်းဆောင်တွေရဲ့တရင်တက်ဖွဲ့တွေရဲ့ဝင်ွေထုံဝေစင်းကိုကျွန်တော်အကြမ်းပြပြောပြမယ်အဲကျွန်တော်တို့ဒီတရင်မှုလို့ခေါ်တဲ့တရင်မှုလို့ခေါ်တဲ့တရင်တွေပေါ့နော်ကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒါကစားတစ်ခုကိုတီအန်လန်လေးကတင်လိုက်တဲ့အချိန်မှာအဲဒါကစားထဲမှာထွက်လာတဲ့အရက်ပလင်းတွေကတင်း300ကျော်တယ်တင်း200ကျော်တယ်အရက်ပလင်းတွေအဲ့ဒါကတရင်မှုတစ်ယောက်တရင်မှုတစ်ယောက်ရဲ့အသုံးစိတ်တင်အဲအရက်ပလင်းအခွန်တွေကိုတွက်ကြည့်တာတင်းထောင်ကျော်တယ် သိန်းထောင်ကျော်တယ်အဲရပလင်းအခွန်ပဲပါသေးရနော်အဲ့တော့ခင်ဗျားတို့တွေ့ကြည့်ပါဗျာမြန်မာနိုင်ငံမှာစဘက်ကအဲအကျက်စစ်တီအရာရှိတွေလည်းနားထောင်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘာဖြစ်လို့စစ်အာဏာရှင်စနစ်အမြင့်တွေပြီးတော့စစ်အာဏာရှင်စနစ်အသက်ဆိုးရှည်နေရလဲအကြောင်းရင်းကဒါတွေလည်းပါတယ်အကျိုးစီးပွားပေါ့အကျိုးစီးပွားရဲ့အနောက်မှာအကျိုးစီးပွားတွေခိုင်မဲ့ဖို့အတွက်ပြည်သူလူထုကိုအကြောက်တရားတွေထဲထားတဲ့ပြဿနာနော်ပြည်သူလူထုကိုအကြောက်တရားတွေထဲထားတဲ့ပြဿနာအဲ့ဒီပြဿနာကနေပြီးတော့တိုင်းပြည်ရဲ့ကမောက်ကမောက်ဖြစ်ပြီးတော့အာဏာလက်လွတ်ဆုံးရှုံးခံရမှာကြောက်တာအဲ့တော့တိုက်ရင်မှုတယောက်ရဲ့လာစာက အများဆုံးရှိမှစက်တသိန်းအာနာလက်ဝဲကြီးအုပ်မှုတွေကိုသိတယ်။ခင်ဗျားတို့ဒီဆုံးလာပြောတရေးဘူကြီးလို့ခေါ်တဲ့တရေးဘူကြီးလို့ခေါ်တဲ့ဘူဘူမှုအဆင့်ကိုမရောက်ခင်မှာတရေးဘူကြီးလို့ခေါ်တယ်။တရေးဘူကြီးဆိုတာသူ့ရဲ့ရာသုံးဝင်စင်းကိုကင်ထားရတာအဲတရင်တရင်ရဲ့ရာသုံးဝင်စင်းကိုကင်ထားရတာအဲ့ဒီကောင်တကောင်ကိုဖမ်းမိလို့ရှိရင်စစ်လိုက်ရွှင်ပေါ်တယ် မြောက်ပိုင်းမှာဖြစ်တဲ့ပြဿနာကဆောင်းတော့ကျွန်တော်ပြောတဲ့ကြားဖြန့်ပြဿနာပြောပြမယ်။ကြားဖြန့်ပြဿနာပေါ်လာရခြင်းအကြောင်းရင်းကအဲ့ပြဿနာပါတယ်။အဲ့ဒီဆောင်းတော့တရင်ပူကြီးတယောက်မိသွားတဲ့ပြဿနာတွေပြီးတော့ဒီဆောင်းတော့ပြောတဲ့စကားစဘက်ကဒီဆောင်းတော့ပြောတဲ့အာနာရှင်စစ်တပ်ဘက်ကနေတော့ဗမာစစ်သားတွေဘက်ကနေပြီးတော့အကောင်ကြီးကြီးတွေပါတယ်။အကောင်ကြီးကြီးတွေပါတယ်။အဲ့တော့အမေရိကန်မနေတော့ဘူး။အမေရိကန်ကလည်းတရုတ်ကိုဆန်ရှင်တွေမပိတ်ပေနဲ့ဆန်ရှင်တချို့တချို့တဝက်ကိုဖွင့်ပေးတယ်အပေးယူအမေရိကန်နဲ့တရုတ်ချာမှာရှိလို့ရှိတယ်အဲ့တော့တရုတ်ဆိုတဲ့ကောင်ကလည်းဆော့ဆော့ကပြောတော့ဘယ်လိုပြောမလဲ မဖြစ်မနေကိုသူလောက်ရတော့မယ်အခုဆိုထိုင်းဘရင်ကအစားတရုတ်ပြည်ရောက်သွားရတယ်ကြားဖြတ်လုပ်ငန်းရဲ့ကြီးကျယ်ပုံခန်းနာပုံတော့ဘာလို့ဆိုဒီကောင်ကမြေအောက်မြေအောက်အဖွဲ့စည်းတွေအများကြီးပါလာတယ်ပြီးတော့အစိုးရလုပ်ငန်းတွေပါတီတွေနိုင်ငံရေးသမားတွေနဲ့ပတ်သက်လာတဲ့ကဘာမနဲ့ခြေပြီးတော့ကြီးကျယ်လာတဲ့ပြဿနာကြီးတစ်ခုဖြစ်လာတာဒါကဘာစစ် ကျူးကျော်စစ်ပြပစစ်ကျူးကျော်စစ်တွေတဲ့အဲပိုကြီးမှတဲ့တိုက်ပွဲတစ်ခုဖြစ်လာတယ်ပို့ပို့ပြီးတော့ပုံပေါ်လာတယ်ပေါ့ဗျာအဲ့တော့ပြောချင်တာဗာလဲဆိုတော့ ထိုင်းနိုင်ငံဆိုတာလည်းကျွန်တော်အများနဲ့ပြောခဲ့ပါတယ်တရုတ်လုပ်ငန်းစီးပွားရှင်တွေ80%ခန့်တော့ကထိုင်းရဲ့စက်ရုံတော်တော်များများကတရုတ်တွေပိုင်တာကျွန်တော်ပြောခဲ့ပြီးဒါတဆင်အစိုးရလက်ထက်ပေါ့တဆင်မျိုးရိုးဆိုလည်းဒါတရုတ်နဲ့ဆက်နွယ်မှုနဲ့အဲသွင်းတော်တွေပါတယ်အဲ့တော့ကျွန်တော်တို့ဒီသူများနိုင်ငံအကြောင်းကိုမစင်စားဘဲနဲ့ကျွန်တော်တို့နိုင်ငံအကောင်တွေအကြောင်းကိုပြောပြန်စင်စားကြတို့နော်အဲ့တော့ဆောင်းတော့ကဆာတာမှုတစ်ယောက်ကအဲတိုင်းလေးတိုင်းကိုပိုင်တယ်ကဆာတာမှုတစ်ယောက်ကနော်အဲကဆာတာဆိုတာ1900 1982မှာ 1982ပေါ့နော်1980မှာစတင်ပြောင်းလဲလာတယ်အဲကာဆာတာမူတွေပေါ်လာတယ်အခုဆိုကာဆာတာ6ခုပြောင်းမြောင်းလာထထိုးတယ်နော်ကာဆာတာ6ခုထိကြည်ကြည်လေးလေးပြောင်းထထိုးထားတယ်အဲပြီးတော့ဒါကာဆာတွေတိုးထားတယ်နော်ဒါကာဆာဒုံကာကိုတက်ဖွဲ့အဲ့ဒါတွေကမြောက်ပိုင်းမှာအများဆုံးပဲနော် AE ကတက်ဖွဲ့သိမ်းတယ်အဲဒီကျွန်တော်ပြောလို့ TNL လေးမြောက်ပိုင်းစစ်စင်ကြီးကတက်ဖွဲ့သိမ်းတယ်ဒါကာဆာတွေအဲ့တော့ ဒါကစားဆိုတာကတော့ဒုံကွယ်ရေးတစ်ဖွဲ့ရှိတယ်ကစားထရှိတယ်ကစားထဆိုတာကကာကွယ်ရေးနဲ့စစ်စင်ရေးတာတော့ပြောမလို့သူကအချုပ်ပေါ့နော်ဒါကနေဝင်ချချမှတ်ခဲ့တဲ့စီမျိုးစည်းကမ်းတွေတော့ကအာဏာစက်တခုပေါ့အဲ့တော့တရေးမှုတယောက်တောင်မှတင်း300တန်းတင်း200တန်းအရက်တွေတောက်နိုင်တယ်ဆောက်နေဆိုတရေးပုံကြီးဆိုရှင်တရေးမှုတယောက်က KDB သွားရင်တင်း20တင်း30ဆိုတာတညာလေးဖြုံးလာအဲ့ဒါကတထောက်ပုံကြီးတွေပူတည်တယ်ဗျနော်တရေးတထောက်ပုံကြီးတွေပူတည်တယ်ပြီးတော့အဲ့တရေးမှုတယောက်ကလည်းအာဏာ300လုံးကိုကင်ထားတာ ခိုင်းလာတာအဲ့တော့ဗမာစစ်တပ်ဘက်မှာကသူ့အကျိုးစီးပွားတွေများတယ်အဲ့တော့စစ်တပ်ကိုအမြင့်ဖြတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအဲစစ်အင်္ဂါစင်တွေကိုနားလည်ရမှာဖြစ်တယ်လို့စစ်တပ်ရဲ့လုပ်ပုံလုပ်နည်းတွေစစ်တပ်ရဲ့မှားယွန်းတဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေသိရမှာဗမာစစ်တပ်မှာရှိနေတဲ့စစ်အာဏာရှင်တော်တော်များများတယင်းမှုတိုင်းမှုဒုတိုင်းမှုပေါ့ဗျာအဲ့ဒီကောင်တွေအကုန်လုံးကဒီကာဆာရမူရဲ့အောက်မှာသွားတာအဲ့တော့ရှမ်းပြည်ကိုကျွန်တော်ပြန်ကြည့်မယ်ရှမ်းပြည်မှာသူကျိုင်းတုံရှိတယ်တာချီလေးရှိတယ်နော်အဲ့တော့အဲ့လိုနေရာမျိုးတွေမှာ ျွန်တော်တို့ခင်ဗျားတို့ခရင်ပြည်နယ်တခုတည်းကိုကွက်မြင်နေတဲ့ပြဿနာကိုကျွန်တော်ပြောပြမယ်။အာဟိုတောင်ပိုင်းမှာမှန်ကိုလမ်းကြောင်းအဲ့ဒီကားမှန်ကိုလမ်းကြောင်းအများဆုံးကတာချီလိုက်ကျိုင်းတို့မှာအများဆုံးပဲ။တန်း30ပြီးလို့ရှိရင်လစဉ်ကြီးနှစ်စဉ်ကြီးတန်း30ပြီးရင်ကြိုက်တဲ့ကားစတက်စီပြီးတော့တော့တိုင်းမှုဒုတိုင်းမှုတည့်ရမှုတမမှုတွေနဲ့ပသက်ဆက်ဆက်တဲ့လူတွေမှန်များစီးလို့ရတယ်။အဲ့တော့မှန်ကိုလမ်းကြောင်းနဲ့ဒီဆွမ်းလာပြောတော့ပေါ့လှုပ်ရှားအလွယ်ဆုံးကခင်ဗျာအဲဒီကျိုင်းတို့တာချီလိုက်အပေါ်ဆုံးပဲ။ ဒီစကားစားဘက်ကနေပြီးတော့ဂိတ်ကြီးကောက်တဲ့ပြဿနာပြောပြမယ်။ဖယက်ကတကားကိုကြာ9000ဖယက်ကတကားကို9000တောင်းတာ။ကျိုင်းလုံးတာချီလေးပဲမနော်ဖယက်ကတကားကို9000တောင်းတာ။တနေ့ကိုကားအစီးရေပေါင်း800လောက်တော့တယ်။အဲ့ဒါ9000ဆိုတော့တကယ်ပဲရှိသေးတယ်။အဲ့လို9000 9000 9000တောင်းတာအားလုံးပေါင်းတသိန်း2000လောက်ကျတယ်။3ဂိတ်ပေါ့ဗျာ3ဂိတ်ကို3သိန်း2000လောက်ကျတယ်ဖယက်ကတစီး။ကားအစီးရေ800တထောင်သွားတာလေဗျာတနေ့တနေ့ တနေ့တည်းတရုတ်ပြည်တို့ဒီထိုင်းကိုဝင်တဲ့ဖျဲကားတွေနဲ့တာမော်တာအဲ့တော့ပြောချင်တာကစစ်တပ်ကိုကျွန်တော်တို့ကအာဏာစက်ကိုဖျောက်မယ်စစ်တပ်ကိုအနိုင်တိုက်မယ်ဆိုရင်ကျွန်တော်တို့ကစစ်တပ်ရဲ့ဝင်ဝေလမ်းကြောင်းတွေစစ်တပ်ရဲ့တွားနေတဲ့ပုံစံတွေကိုကျွန်တော်တို့ကနားလည်ရမယ်နံပါတ်၁လမ်းကြောင်းပဲအဲ့တော့ဘသူမုံချင်းချစ်ချင်းကဟမ်အဓိကကကျွန်တော်တို့ပြည်သူတွေမပိမ့်ဘူးပြည်သူတို့ပြည်သူတွေပုံမနားလည်အောင်ကျွန်တော်တို့ပြည်သူလူထုတွေပို့ပြီးတော့အဲနိုင်ငံရေးကိုစိတ်ဝင်စားလာအောင်လို့တော်လိုင်းကိုစိတ်မကောင်အောင်လို့ကျွန်တော်တို့ပြောပြတာ အမှကြက်တရားပေးတယ်ဘယ်လိုမှမသိဘူးကျေးဇူးတင်တယ်လို့နော်အဲ့ကြက်တရားလည်းကျွန်တော်ဘာလို့မှမသိဘူးနော်ကျွန်တော်ကအဲဒီလိုမျိုးဘယ်လိုပြောလိုက်လွှင့်လဲပို့တယ်ရေးတယ်ပြောတယ်ဆိုတာပတ်စံလိုချင်လို့မဟုတ်ဘူးကျွန်တော်ဟိုလိုရင်ကျွန်တော်ဆောက်ရှက်မရှိဆိုတာနဲ့ပဲလိုက်တောင်းတယ်နော်ကျွန်တော်ဘယ်လိုကူညီပါအောင်ဘယ်လောက်လေးကူညီပါအောင်ပတ်စံလေးပေးပါအောင်မနေ့ဆိုဖုံးမေပေါ့ဖုံးမေလေးကူညီပါအောင်ကျွန်တော်အဲ့မျိုးကူညီတောင်းတယ်ကျွန်တော်ဒီ Facebook ပေါ်ကနေပတ်စံချရတဲ့အလုပ်လည်းကျွန်တော်မလုပ်တတ်ဘူး YouTube ပေါ်ကလည်းကျွန်တော်မလုပ်တတ်ဘူး YouTube မှာတင်တဲ့ဟာတွေလည်းကျွန်တော်ဟာတွေမဟုတ်ဘူးကျွန်တော်လည်းမလုပ်တတ်ဘူးဒါတွေเนาะဒါရိုးသားသားဝန်ခံတာအဲ့တော့ပြောချင်တာဗာလဲဆိုတော့ ီစစ်တပ်မှာကျွန်တော်တို့ကစစ်တပ်ကိုအမြင့်ဖြတ်ဖို့ဆိုရင်စစ်တပ်ရဲ့ဝင်ငွေလမ်းကြောင်းတွေကစားတာမှုတွေတရင်မှုတွေတမမှုတွေရဲ့လုံပိုင်ခွင့်တွေကိုကျွန်တော်နားလည်ရမယ်စစ်တပ်ရဲ့အာဏာဇက်စစ်တပ်ရဲ့ဝင်ငွေထွက်ငွေနီးလမ်းကိုကျွန်တော်တွတ်ထားတွတ်နိုင်ရမယ်တွတ်ထားရမယ်အခုဒီကြားဖြတ်လုပ်ငန်းမှာမင်းအွန်လိုင်းကိုယ်တိုင်ပါတယ်စစ်တိုင်းမှု၄ရောက်ပါဝင်နော်ကစားတာမှု၄ရောက်ပါဝင်မင်းအွန်လိုင်းကိုယ်တိုင်ပါတယ် အဲ့တော့ခင်ဗျားတို့ကရင်ကိုဆဲတယ်ကရင်ကိုဆဲတယ်ကရင်ခေါင်းဆောင်တွေပါဖိတယ်ညာဖိတယ်ကရင်ပြည်နဲ့တောင်ပိုင်းကြားပြန့်ပါညာပြောတယ်ခင်ဗျားတို့ကကြားပြန့်လောက်ပဲမြင်တာကြားပြန့်ဘယ်သူတွေလောက်လဲဆိုအခုခင်ဗျားကျွန်တော်ကလိုက်မှာလိုက်အင်ရမှာတက်ကြည့်ကြည့်ပြီးရင်အဲကျွန်တော်တို့လိုက်သားရမှာတက်ကြည့်ကြည့်နော်ဗရင်ဗရင်တော်အင်ရမှာတက်ကြည့်ကြည့် FMI ဝင်ထဲမှာတက်ကြည့်ကြည့်လိုက်သားရ FMI ဝင်နော်တေချာနေရပြောပြရနော်နောက်ခုဆိုရှင်နေပြီးတော့မှတော့ရောက်နေပြီကြားပြန့် မြခေါင်းဆောင်တွေလောက်ပဲတရုတ်ကသူလွှတ်ထားတဲ့ခေါင်းဆောင်တွေကိုအစပေါ်မှာကြောက်လို့အကုန်ဖမ်းပြီးသက်အမိတ်ပေးထောင်ချလုပ်နေတာတကယ်တမ်းကအဲ့ဒီတရုတ်ခေါင်းဆောင်တွေကိုပြပြီးတော့အနောက်ကတက်ကနီရှင်ဘိုင်းကြီးဆုံးတော့ကျွန်တော်ပြောခဲ့လို့နှီးပညာဘိုင်းကိုကင်ထားတဲ့ကင်ကောင်းလို့မမိမချင်းခမြကြားပြန်ပြီးမှာမဟုတ်ဘူးတရုတ်ကနိုင်ငံရေးအရကြားပြန်နှီးပညာကိုအသုံးချပြီးတော့တိုင်းရင်းသားလက်နက်ကင်တွေရောဗမာစစ်ခေါင်းဆောင်တွေရောလောဘကြီးတဲ့ကောင်းတွေမှန်များကိုကင်ကစားလို့ရအောင်လို့တမင်တတော်ထောင်ချဆင်လာတာဒီအကွက်တော့သိတဲ့လူကရှောင်တော့မသိတဲ့လူကဝင်တယ်ဒါကိုနားမလဲတဲ့ငပိနေရတဲ့အော်တယ် Facebook မှာဘလူပြန်တာဟာပြောကျင်တာပြောတယ်ကိုသိတာကြတော့နည်းနည်းလေးတပဲနှစ်ပြားလောက် line ပေါ်ကသိရဟိုသတင်းသမားမဲမဲမှတာခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့သတင်းသမား80ရာခိုင်နှုန်းကစောက်သုံးမကြတဲ့ကောင်တွေများတယ်ဒါကြကျွန်တော်တက်တက်ပြောတာသူတို့ကအနောက်နိုင်ငံအကြိုက်သူတို့ရဲ့ fan တွေရအောင်လို့ခိုင်မြဲအောင်လို့သူတို့ကအနောက်နိုင်ငံအကြိုက်တွေရေမျောကန့်နေဖြစ်အောင်လို့ကျွန်တော်တော်လိုင်းကြီးကိုကြာရှည်အောင်ပြည်သူတွေစိတ်ပြတ်အောင်ဟာခင်ဗျာဒီ UNG အစိုးရထဲမှာရှိတဲ့ဆွမ်းနာပြောတဲ့ຫນွေဥပံခင်ဗျာပြန်မေးကြည့်ပါလားຫນွေဥပံဒီတရားဝင်မှုရှိမရှိ နွေဥပန်ဒီဘယ်နိုင်ငံအာမခံရလဲဘယ်ကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ထားလဲကျွန်တော်တို့ဘယ်အီးမေးလ်လိုက်လိပ်စာနဲ့လိုက်ရှာမလဲဆော့ဝဲတစ်ခုဆိုတာအခုကျွန်တော်တို့ဆော့ဝဲရေးတက်တဲ့လူကအခုဆော့ဝဲရေးအခုရတယ်15မိနစ်တည်းမှာဆော့ဝဲရေးလို့ရတယ်အဲ့ဆော့ဝဲကိုလိုင်းပေါ်တင်ပြီးတော့ဒါကြီးကကျွန်တော်တို့ရဲ့ဒါ management ပေးနိုင်တယ်ကျွန်တော်တို့ရဲ့ဒါဆန္ဒပြောဆိုတော့ဟို economic အရာကျွန်တော်တို့ရဲ့ technician ပိုင်းအရာကျွန်တော်တို့ရဲ့ law အရာကျွန်တော်တို့ရဲ့ဟိုဥပဒေအရာတို့ shop ပေါ်မယ်ပေါက်ပွဲ40ပြောမယ်ဒါတရားဝင်တယ်ပေါ့တို့ဘက်ကပြောတာလေနိုင်ငံတကာနဲ့ email ချိန်လေးတွေနဲ့ကဘာကအတိမပြုတ်ပြီလား ဒါအာဆီယံအတိမတ်ပြုတ်ပြီလားအဲ့ဘန်လုပ်ငန်းတွေနဲ့ပူးတွဲတဲ့ကုမ္ပဏီတွေရှိပြီလားအဲ့တော့အတူတူပဲခင်ဗျားတို့အတူတူပဲအတူတူပဲခင်ဗျားတို့ဒီဆောလာပြောတော့စကားစကားစောက်ကျင်နေတဲ့ဒီဘက်ကကောင်လေးစောက်ကျင်အတူတူပဲကြီးတာနဲ့သေးတာကွာလေဟိုကောင်လေးကအင်အားကြီးတယ်အဲလက်လက်ရှိတယ်နေမျိုးစိုးမှုတွေများတယ်ဒီကောင်လေးအာနာဇက်တွေရှိတယ်သူတို့လှုပ်ချင်တာလှုပ်တယ်အဲဒီဘက်ကကောင်လေးကဒီတိုင်းပဲအာနာရှင်တော်လန်ရေးလို့ပြောပြီးတော့အာနာရှင်ကိုတော်လန်ရေးနဲ့ဝါတာဂိတ်တွေများလာတာပဲရှိတယ်ပြည်သူလူထုစိတ်ညစ်ရတာပဲရှိတယ်ဒါကျွန်တော်တို့ကတိတ်မပြောချင်ဘူးအညာမှာဆိုခင်ဗျာတနက်ကြီးကင်ပြီးစစ်ပေးရှောင်တဲ့ကောင်လေးအများကြီးပဲ တနက်ကြီးကန်ကြီးတနက်ကြီးလွယ်ပြီးတနက်ကြီးကိုယူပြေးပြီးတော့စပေးရှောင်းတဲ့ကောင်တွေအများကြီးပဲတနက်တာကန်တာလားကျွန်တော်တို့ဒီဘက်မှာတစ်ယောက်ရှိတစ်ယောက်နဲ့တိုက်တယ်နှစ်ယောက်ရှိနှစ်ယောက်နဲ့တိုက်တယ်သုံးယောက်ရှိသုံးယောက်နဲ့တိုက်တယ်ငါးယောက်ရှိငါးယောက်နဲ့တိုက်တယ်အဲ့လိုတိုက်အောင်ကြိုးစားကြတယ်အဲ့လိုအရေးချင်းပြေးသွားအောင်စစ်ရေးစစ်သွေးပြည့်မြအောင်လုပ်တယ်ကျွန်တော်ပြောသလိုမိုးခုတ်ပြန်ပေးရမှာမဟုတ်ဘူးနဲ့စကားစားရအောင်ယူမှာဒါကျွန်တော်ကြားပြီးသားအတွင်တဲ့အေးမိုးမိတ်မှာတော့သူတို့ခံချလိုက်မယ်မိုးမိတ်ကိုလည်းစကားစားဘက်ကမတိုးဘူးဒီဒီစမဒီဆက်လက်လာပိုင်းအထိကိုမိုးခုတ်ရအောင်ယူမှာဒါပြည်သူတွေကမိုးခုတ်ကြီးပြန်ပေးလိုက်လို့ဟိုကပြန်ပေးရတော့ကျွန်တော်တနိုင်ငံလုံးပြန်ပေးရတာမဟုတ်ဘူးဘာမှစိတ်ပြအားငယ်စရာမလိုဘူး ကျွန်တော်တို့ဒေါ်လန်ရေးဒီအရွေးတစ်ခုကိုကြီးကြီးမားမားရောက်ကိုရောက်အောင်ဒါကျွန်တော်ကိုယ်တိုင်အာမခံတယ်နော်ကျွန်တော်တို့မှာလောကကံရတဲ့ပြဿနာတွေအများကြီးပဲလေခင်ဗျားလူတယောက်ရဲ့ပြဿနာတစ်ခုကအဲကိုရှင်းနေရတဲ့ပြဿနာတစ်ခုကတစ်ခုတည်းဆိုပြဿနာမဟုတ်ဘူးအများကြီးဆိုတော်တော်ရှင်းရခံတယ်အဲ့တော့စ조사ရတယ်ရုံးကံရတယ်နော်ခင်ဗျားတို့ဆဲတယ်တောင်ပိုင်းပါဖြစ်တယ်ညာဖြစ်တယ်ခင်ဗျားတို့ကြားဖြန့်နေပါဖြစ်အဲ့ကြားဖြန့်လုပ်ငန်းတွေလုပ်ဖို့အတွက်အာနာရှင်သက်ဆိုးရှေဖို့အတွက်ဒီကြားဖြန့်လုပ်ငန်းတွေအပါအဝင်တခြားသောကစီနိုလောင်းကစားဝိုင်းကျက်ဝိုင်းဖဲဝိုင်းနှလုံးတီချဲဒိုင်တွေအကုန်လုံးကဒီဆေးအဆူအကောင်တွေကိုပဲဆက်ကြည့်ပေးနေရတာ စိုးစုကကောင်းတွေပဲဆက်ကြီးပေးနေရတာကျွန်တော်ပြောတာရှင်းရှင်းလေးနောင်ချိုးမှာဓာကဆာဝင်သိမ့်တယ်တီအန်လန်လေးကအရပလင်းသိမ့်300တန်းသိမ့်200တန်းသိမ့်900တန်းတွေထွက်လာတယ်နော်နောင်ချိုးမှာနောင်ချိုးမှာ10နှစ်ဆက်ကုန်စစ်စင်ကြီးမှာဒီလိုတက်ရင်မှုဆိုတဲ့ကောင်တကောင်တော်မှဒီလိုအရက်မျိုးတွေတောက်နိုင်တယ်ဆိုရင်တက်မမှုတို့တိုင်းမှုတို့ဟုတ်လားတက်မမှုဆိုတာကအရေးချင်းမရှိဘူး तू ကတက်ရင်မှုလောက်တက်ရင်မှု level ဆိုပြီးနဲ့တက်ရင်မှုလောက်အခွင့်အရေးမရှိဘူးတက်ရင်မှုတွေအကုန်လုံးကတက်ရင်ပေါ့တက်ရင်ဆိုတာအဲဆိုတော့တက်ရင်ဆိုတာဘယ်လိုပြောမလဲ ဟိုတရား107လို့107ဟာညာပေါ့ဗျာထားပါတော့ချီလန်ချီမြတက်ရင်ပေါ့ဒါခမာတို့ခလာရတို့ပေါ့အဲ့လိုအကောင်မျိုးတွေကစစ်စင်းနေမြေမှာရှိလေပူပဆန်ရလေပဲနော်စစ်စင်းနေမြေမှာရှိလေပူပဆန်ရလေပဲခမရတရားဝင်ဖရဲကားတကားတော်မှာဗျာကျိုင်းတုံတက်ချီလေးဘက်မှာဟလာတသိန်းခွဲတသိန်းတသိန်း2000ပေါက်တဲ့ဈေးတနေ့ကားရှိ800တထောင်ဖြတ်နေတဲ့ဂိတ်နော်အဲ့လိုဂိတ်မျိုးတွေမှာထိုင်လာတာပဆန်တော့ကောက်လို့မနိုင်တော့တောင်းရင်းနေထဲတာဟာ တော့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ဘာမှမဟုတ်ဘူးနောက်ပတ်ပြန် comment ကျွန်တော်တို့ပြောကြတာဘာမှမဟုတ်ဘူးလက်ရှိဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးကိုပြန်ပြီးသုံးသပ်ရမှာဆိုရင်ကျွန်တော်အဲကျွန်တော်တို့ကကျွန်တော်ပြည်သူလူထုကအခရာကြပါတယ်နော်အဲခင်ဗျားတို့အစိုးရဆိုတဲ့ဟာကြီးကအဖွဲ့လို့မရသေးဘူးပြည်တော်စုဆိုတဲ့ဟာလည်းဝေးကြံသေးတယ်ခင်ဗျားတို့ unit တွေတိစောက်ရမယ်နေမြေတွေတတ်မှတ်ရမယ်အာနောက်ပြီးဥပဒေတွေရေးဆွဲရမယ်အဲ့ဒီဥပဒေကိုအဲ့ဒီမှာဟိုအုပ်ချုပ်ခံရမယ်ပြည်သူလူထုကထောက်ခံရမယ်ဒါမှသာလေကျွန်တော်တို့ရှေ့ဆက်သွားရမယ်တိုင်းသားမှလည်းတိုင်းသားပြဿနာတွေအများကြီးပဲ ဲ့လိုမျိုးပြဿနာတွေဖြစ်အောင်လဲနေဝင်လက်ထက်က1980ကနေစရတယ်84ဥပဒေရေးဆွဲတယ်1980မှာပြည်နယ်တွေတတ်မှတ်တယ်တရားမဝင်ဘယ်တိုင်းသားတွေကထောက်ခံခဲ့လဲပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုလို့ပြောတယ်အဲ့ပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုကိုဘယ်တိုင်းသားတွေကလက်မှတ်ထိုးပြီးသဘောတူညီခဲ့လဲအဲ့အချိန်ကပြည်တွင်းစစ်ပြီးဘက်ကကြီးမားနေတဲ့အချိန်မဟုတ်လား ဒါတွေကိုကျွန်တော်တို့ကတမိုင်းနေသိမှရမှာတချို့ကောင်တွေ line ပေါ်မှာပြောကြတာပြောတယ်အာကိုထင်အကိုပြောတယ်စောက်ယူလို့လို့စောက်ဘောလို့လို့ဂျန်နမန်လို့လို့ဘာလို့လို့ဝတ်စားကောင်းလားတွေပို့ပြီးတော့အာလီလို့လို့မှုလို့လို့ပေါ့ဗျာတဲ့တယ်ပြောမှာလီလို့လို့မှုလို့လို့ကောင်တွေမဲစောက်ချင်းမန်နေနေပြီးတော့ဟုတ်လားတထောင်းစားတွေအောက်တန်းစားတွေအများကြီးပဲမနေ့တနေ့မှာ27ຫນွေဦးလေးဖြစ်လာသေးတာအန်ယူဂျီဆိုရပါဖြစ်တယ်ညာဖြစ်တယ်ကြားပြန့်တောင်ပိုင်းကင်းရင်လေးပါဖြစ်တယ်ညာဖြစ်တယ်အာဟိုတိုင်းရင်းသားတွေတိုက်တဲ့အေးလောက်တစ္ဆာမရှိဘူးဘာညာငါလိုးမှလားလေအခုနေတိုးလဲတခါလဲဟိုရွေးကောက်ပွဲအတွက်မဲဆွဲလို့တပ်ပုံလေးလဲရိုက်ကွာနေတိုးကိုဝိုင်းဆဲရခိုင်တို့အမုံတရားတွေပွားတယ် မဟုတ်သေးဘူးလေဗျာအဲ့ဒါဆိုရှိရှင်ရမ်းချစ်ပါတယ်တန်ရောစင်ရှိပါတယ်မြေတားထားပါတယ်ဆိုတော့အစိုးတော်တွေအာရုပ်ရှင်မင်းသမီးမင်းသားတွေဘယ်နိုင်ငံကိုရောက်သွားလဲပထမတော့တော့လှုပ်ရှားလို့ကောင်းတဲ့ခက်ခက်ကတော့အာဟိုနာမှာတပတ်တိကောင်အမှန်တရားကိုလုပ်နေတယ်ဆိုပေမဲ့အဲ့ဒီကောင်ဘယ်လောက်ထိအမှန်တရားတွေလုပ်နေတာလဲဘယ်အချိန်ထိအမှန်တရားလုပ်မှလဲဘယ်အချိန်ထိအမှန်တရားပြောမှလဲဆိုတာမူတည်တယ်အရေးကြီးတယ်တော်တော်အရေးကြီးတော့ဘယ်နှယောက်သိသွားပြန်ရှောက်ယူလို့စောက်ဘောလို့မလုပ်နဲ့မင်းပထွေးတွေကအခုစစ်မှုထမ်းတဲ့ကောင်တွေကို ဒါစစ်မှုထမ်းတဲ့ကောင်တွေကိုဂုံတူးဆောင်ဘွဲတွေပေးပြီးတော့ထောက်မှန်ကြီးတွေပါချင်းမြင်နေတာမဲဆွယ်နေတာမင်းတို့အခု PDF လူငယ်တွေချစ်ပြက်လက်ပြက်လူငယ်တွေအများကြီးပဲစေဝါထောက်မှန်မှုအားနည်းနေတဲ့ PDF တွေအများကြီးပဲပြောလေပြောပြလေနားလည်အောင်ပြောပြလေရှင်းပြလေမြင်အောင်ပြလေအဲ့ကြတော့ဘာလို့မပြောတာ မင်းစကားစားရဲ့အကြောင်းပဲပြောရင်စကားစားအကြောင်းပြောလို့စကားစားကြဆုံးလို့စကားစားတေလို့စကားစားတိုက်ပွဲရှုံးလို့ပြည်သူတွေကအမှန်တရားနဲ့အဲအပျော်ပါနဲ့တကယ်လူချင်းမတက်နဲ့တကယ်ကိုဘယ်လိုပြောမလဲအဲပြည်သူလူထုကတော့ဟိုအောင်မြင်မှုကြိုက်တာပဲစားလောင်တာပဲအောင်မြင်မှုစားလောင်တာပဲဒါပေမဲ့အဲ့ဒီအောင်မြင်မှုစောက်ချောင်းပြိုင်စီးပွားချတယ်လို့လို့စောက်ဖောင်းထုတယ်လို့လို့ကိုယ်လည်းအဲတိုက်ပြေအကြောင်းရေးလဲလဲမသိဘူးကြားဖြန့်လုပ်ငန်းဆိုတာကကျွန်တော်ပြောခဲ့ပြီးပြီ1993ဆိုင်တော့96မှာ နော်တရုတ်ထောင်ထိုင်းတွေဝင်လာတယ်တရုတ်ရဲတွေဝင်လာတယ်ဝင်လာပြီးတော့ဒီကောင်တွေကစီယိုတွေလုတ်တယ်လောင်းကစားတွေလုတ်တယ်ဆလော့ကိန်းတွေလုတ်တယ်အရင်တော့ခုံနေပေါ့ဗျာဘာဘာလဲငါးပြစ်တာတို့ဘာတို့လုတ်တယ်ဆော့ကလေးသေးသေးလေးလေးနော်အဲ့ဒီအနောက်ကနေစပြီးတော့ပြည်သူလူထုတွေပြက်စီအောင်တိုင်းပြည်ကိုခြေလှယ်လို့ရအောင်မြဲမြဲမှတာတိုင်းပြည်တပြည်မှာအဲ့ဒီတိုင်းပြည်တပြည်စောက်သုံးမကြတော့ဘူးဆိုရင်စိုက်ကားသမားတွေလက်လုတ်အလုတ်လုတ်လက်မဲ့တွေအဲ့တော့စိုက်ကားသမားတွေဟိုဒါအတင်းပြောတဲ့အမျိုးသမီးတွေများလာပြီဆိုအဲ့တိုင်းပြက်စီပြီ ိုက်တိုင်းပြက်စီပြီပညာမတတ်ဘူးเนาะပညာမဲ့တယ်ပညာရေးကအဆုံးထိမရဘူးဆိုရင်အဲ့တိုင်းပြက်စီပြီအဲ့လိုမျိုးဖြစ်အောင်လဲဆရာနာရှင်စနစ်ကအုပ်ချုပ်ထားတာအကြောက်တရားရောအကျိုးစီးပွားရောကာဝယ်ဖို့အတွက်အကြောက်တရားနဲ့အကျိုးစီးပွားတွဲနေတာအဲ့တော့စစ်တပ်ကိုမကြိုက်ရင်စစ်တပ်ရဲ့အကျိုးစီးပွားတွေရအောင်ပေါ်ထုတ်ပြီးစစ်တပ်ရဲ့မကောင်းကြောင်းလေးတွေလည်းစုံစမ်းငါပြောနည်းနည်းလေးပဲရှိသေးတယ်เนาะမဲမဲမှာဒါတယင်းမှုတယောက်ရဲ့အာနာ၃ရက်ကိုပြောပြတယ်တယင်းမှုတယောက်ရဲ့အာနာ၃ရက်ကိုတိမှစစ်တပ်ရဲ့မကောင်းကြောင်းပြော ဘာလို့စစ်တပ်ကိုပြောမယ်ဆိုရင်အဲ့ဒီကောင်တွေကကိုပြောတဲ့စကားတခုမှမမှန်ဘူးဆိုဒီကောင်တွေထိုင်ကြည့်နေတာခွေးမှသားတွေကမင်းတို့လောက်တာစောက်ရေးမကြည့်ဘူးမင်းတို့လိုက်လွင်ပြီးပြောချင်တာပြောနေတာစောက်ရေးမကြည့်ဘူးစစ်တပ်ကနေပြီးတော့ပြည်သူလူထုကိုပါအထင်သေးလာမယ်ငါတို့ကပြည်သူလူထုအထင်သေးတာကိုပြည်သူလူထုကိုအာဏာရှင်ကအထင်သေးတာကိုမကြိုက်တာမကြိုက်တော့တော့မတော်နိုင်တာရှင်းပြီလားနော်ယူသလိုလိုပေါ်သလိုဝေဆောင်ကားလာရေးဝတ်ပြီးတော့အာဟိုအလောက်တော့ကောင်းကောင်းမလုပ်ချင်တော့ Facebook ပေါ်ကနေအလကားရတဲ့ပတ်စံရှာချင်တယ် ငါတို့ကပတ်စံရဖို့အတွက် Facebook ပေါ်မှာ live ထွက်ပြီးတော့အချိန်အားကြီးရပြီးပြောနေတဲ့စကားတခုမှမပါဘူး။အဲပြောချင်တယ်။အာနာ၃ရက်မှာနော်တရားစီရင်အုပ်ချုပ်ရေးနော်စီမံခန့်ခွဲရေးစီမံခန့်ခွဲရေးမှာဘာသာဝင်ကြီးပါတယ်။တရားစီရင်ရေးမှာစစ်တပ်ထဲမှာပြန်တန်းဝင်အရာရှိမဖြစ်တဲ့တက်ချက်အစင်းဟန်စားပြီးတော့တက်ချက်ကြီးအစင်းဟန်စားပြီးတော့အောက်ချရဲဘော်တီကိုဖိနေထားတာ။အောက်ချရဲဘော်တီကိုဖိနေထားတာ။အဲ့တော့တရေးဘိုးကြီးဆိုတဲ့ကောင်ကလည်း तू ကတရင်မှုတော့ဘုံမှုအစင်းကိုတက်ဖို့ သူကဒူးရင်မှုရင်မှုပေါ့တက်ရင်မှုဒူးတက်ရင်မှုဒူးတက်ရင်မှုရဖို့အတွက်ကိုဘုံမှုဘုံမှုဖြစ်ဖို့အတွက်ကိုအဲ့ဒီတက်ရင်မှုရဲ့ထောက်ခံချက်ပါမှအဲ့ဒီတက်ရေးဖို့ကြီးကတက်ရင်မှုအဆင့်ကိုရောက်တာဒူးတက်ရင်မှုအဆင့်ကိုရောက်တာတက်ရင်မှုဒူးတက်ရင်မှုအဆင့်ကောင်ကအစံက3လဆိုပြီးအစံက3နှစ်ဆိုပြီးထားလေဆောက်ကြည့်ကလာအဲ့ဒူးတက်ရင်မှုဘဝနဲ့3နှစ်လောက်အစံကကြည့်ပြီးတော့မှတက်ရင်မှုအဆင့်ကိုတောက်တာတက်ရင်မှုအဆင့်မှာဆက်ပြီးတော့အဆင့်တက်ဖို့အတွက်ကို9နှစ်တာဆောက်ကြည့်ခံရတယ်8နှစ်အဲ့ဒီတက်ရင်မှုကနေပြီးတော့ ိုင်မှုလည်းပဲဟုတ်လားစောင်းတော့ကစားထားမှုလည်းပဲရောက်ဖို့အဝေးဝေးစစ်တက်မှာအဲ့လိုအုပ်ထုတ်တာအဲ့ဒါညားလေရမလေမင်းမေးစပတ်မသိရင်ဟိုမင်းအောင်လိုင်းသေတော့မလို့မင်းအောင်လိုင်းပဲထွက်ပြေးတော့မလို့မင်းအောင်လိုင်းစစ်တက်ကပဲအကုန်လုံးပြုတ်တော့မလို့ပြောနေတဲ့စကားအားရလို့ကပြည်သူလူထုချင်းထဲမလောက်ကပါမျိုးပြည်သူလူထုစစ်တက်ရဲ့ဖွဲ့စည်းပုံနဲ့စစ်တက်ရဲ့လုပ်ပုံကိုင်ပုံတွေကိုကျွန်တော်တို့ကတိအောင်ပြောရမယ်ဒါမှသာလဲ ကျွန်တော်တို့ပြည်သူလူထုကဟောစစ်တပ်ကြီးကဒီလိုပါလားတို့တော်လန်ကြီးဒါကြောင့်ဖြစ်ပါလားစစ်တပ်ကကောင်လေးကလည်းပြောကျင်တယ်သူတို့မှအောက်ခြေရဲဘော်ပြန်တန်းဝင်အရာရှိဆိုတာကတက်တက်ချက်ကြီးအစင်းကနေစပြီးတော့နော်ဟိုအောက်ခြေရဲဘော်ကပြန်တန်းဝင်မရဘူး CSI လို့ခေါ်တယ်ဘေးကျဲဘေးကျဲ CSI နော်ဘေးကျဲနော်အဲ့ CSI ကလည်းစီကျူပြောင်းတယ်ဟိုဟိုဒါပဲလေဘယ်လိုပြောမလဲဟိုအခက်ကြီးနှစ်ခက်နဲ့သိတယ်မလားဇပန်နဲ့နှစ်ခက်နဲ့အဲ့ကျဲဝိုင်းကြီးမှာဆိုအဲ့စီကျူဖြစ်ပါလေ CSI ဆိုတော့ဆရာကြီး အဲ့တော့ CSI အရာကြီးအရာရှိဖြစ်ဖို့အတွက်ကိုတက်ချက်ကြီးအဆင်ပါနဲ့ဒီမှာကျွန်တော်တို့ဒီ၃ရက်ရဲ့အပေါ်မှာကြည်သေးတဲ့ပွင့်အဲ့ဒါ तू က CSI ဘွားကိုရောက်ဖို့အတွက်ကို तू ကကြာလာတာစစ်တပ်မှာနေရာပြန်နှံ့ဝင်လောက်ချင်နိုင်လို့မရဘူးမတိမသာစစ်တပ်မှာပြန်နှံ့ဝင်ရတာဒါကိုကျွန်တော်နားလေရမယ်ကြားပြန့်လုပ်ငန်းဆိုတာပြောပြမယ်ပြည်ပြည်နယ်2019မှာရောက်လာတာ ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာဒေါ်နန်းခိုင်တွင်မြို့ကိုတိုင်ပြောခဲ့တယ်။နှစ်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေအရတလာသမားအစိုးရကကျွန်တော်တို့ကရင်ကုန်ပြီးချိပါခိုင်းတဲ့ဥပဒေဒီနှစ်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေရ။ခင်ဗျားတို့ဒေါ်ဆန်းစုကြည်မဟုတ်ဘူးမိုးဘွားတရားမင်းအုပ်ချုပ်လဲစစ်တောက်ကျော်လို့မရဘူးကျွန်တော်ပြောခဲ့ပြီးပါပြီကျွန်တော်ဟိုဘက်ပြတ်သွားတဲ့အကောက်မှာဒါပေမဲ့အဲ့အကောက်ကိုပြန်ဆင်ပါ။လိုက်တယ်အများကြီးပါကျွန်တော်လိုက်ကိုနားထောင်တဲ့လူတွေကျွန်တော်ရုပ်ကိုမှတ်မိသိပါတယ်။အဲ့ပြောချင်တာပါလဲဆိုတော့ကိုကအုပ်ချုပ်ခံပြည်သူအုပ်ချုပ်ခံလူဒန်းစားတွေကဘလူလူမျိုးတွေလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်နားလဲမှာကျွန်တော်တို့ကတွန်းလှန်လို့ရမှာဒီလိုပဲ ကျွန်တော်တို့ကအာနာရှင်ကိုမကြိုက်ဘူးအာနာရှင်ရဲ့လောက်ရက်တွေကိုသဘောမကြောက်ဘူးဒါမှမဟုတ်အာနာရှင်ရဲ့မူဝါဒတွေအာနာရှင်ရဲ့လုပ်ပိုင်ကိုင်ပုံတွေအာနာရှင်ရဲ့ရပိုင်ခွင့်အကျိုးစီးပွားတွေကဘာတွေလဲဆိုတာကျွန်တော်တို့ကသိဖို့လိုတယ်ခင်ဗျာရူဘီမတောက်ယုံနဲ့စစ်တပ်ကကြီးတာပေါ့ရူဘီမတောက်မင်းမတောက်နဲ့ပေါ့ဥပိုင်ရဲ့ရှုံးငွေကတလားတလားနိုင်ငံတော်ပြတာဒေါန်ဆန်းစုကြည်ပြန်မေးကြည့်လိုက်တိတ်စကားအများကြီးပြောခြင်းနော်တိတ်စကားအများကြီးပြောခြင်းအဲ့တော့ မြန်မာနိုင်ငံမှာရှိတဲ့အကျိုးစီးပွားအားလုံးကစစ်တပ်နဲ့ဆက်နွယ်တဲ့အကျိုးစီးပွားတွေကြီးပဲဒါကဒီကဆယ်ရာခိုင်နှုန်းငရာခိုင်နှုန်းတော့ကောက်ထားတာနော်73စီအစားခင်ဗျားတို့သုံးနေတဲ့ဖုန်းပေတွေဖုန်းမိုက်တဲတွေဘာတွေညာတွေ73စီတွေအစားစင်ကာပူကမလာခင်တည်းကသူကစီကိုစင်ကာပူတင့်တင့်နေတော့ထည့်ပြီးတော့မြန်မာဘင်းကစောက်ကွာခွင့်အမေရပြီဆိုတော့ပြောစာရပြီဆိုတော့ပင်လေကူးတန်းခွင့်လက်မရပြီဆိုတော့အကောက်ကွန်ကဖြတ်ပြီးသားတီလဝါကိုရောက်လို့ရှိရင်နောက်တော့900ခိုင်နှုန်းဆယ်ရာခိုင်နှုန်းအိတ်ကတ်ထဲကိုဒိန်းဆိုတော့ဟိုတာစစ်တပ်ဘက်ကဥပိုင်ကုမ္ပဏီကယူသွားပြီးပြီဘာတွေရှောက်ပြီးတော့စောက်ကြီးစောက်ကြီးရှောက်ပြောနေကြတာ ဲ့တော့ကျွန်တော်ပြောချင်တယ်ဒီကြားဖြန့်လုပ်ငန်းကကဘာနဲ့ခြေပြီးတော့ဖြစ်တဲ့ပြဿနာပြီးတော့အစိုးရအစိုးရရဲ့ကြားထဲမှာယုံမားတန်တရားတွေဝင်အောင်အဖွဲ့စည်းနဲ့အဖွဲ့စည်းကြားမှာယုံမားတန်တရားတွေဝင်အောင်လုပ်နေတာအဲ့တော့ချော်လဲရိုးတိုင်းလုပ်နေတဲ့ຫນွေဦးဘန်တို့ဘာလို့လဲသတိထားပေါ့မင်းတို့ဝင်ကြီးကိုယ်တိုင်ကလည်းဝင်ခံထားပြီးပဲတချို့ကလည်းဒါလည်းတိတ်မပြောချင်ဘူးနော်ချိုးခေးချတယ်အဲ့တော့ပြည်သူလူထုကိုချင်းမထဲနဲ့တော့မြေပြုံတိုက်ရိုက်လူမြေပြုံတိုက်ရိုက်ကူတော်လိုင်းကြီးဟာအစစ်အစစ်မှာအောင်လာလိုက်မယ် အဲ့တော့ဆောင်းကကျွန်တော်ပြောခဲ့သလိုဟိုခေါင်းဆောင်တွေလှုပ်ပေးလို့အမေစုချမ်းမပါစေဟာတမရကြီးချမ်းမပါစေဟိုလူချမ်းမပါစေဒီလူချမ်းသာပါစေလိုက်အော်မနေနဲ့အဲ့အော်ရမယ့်အချိန်မှာကျွန်တော်တို့ကဘယ်သူလွတ်လို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့များကာလပတ်လုံးကျွန်တော်ခွေးဖြစ်နေပါပဲဘလောက်ပဲချမ်းသာချမ်းသာကျွန်တော်တို့ခွေးဖြစ်နေပါပဲဘာလို့လဲဆိုအကျိုးစီးပွားတွေကစစ်တပ်ကအကုန်ဒီဥပဒေနဲ့လည်းကာလာပြီးသွားပြီအကျိုးစီးပွားနဲ့လည်းကာလာပြီးသွားပြီเนาะအကြောက်တရားနဲ့လည်းအုပ်ချုပ်ထားပြီးသွားပြီဒါတွေကိုဖယ်ရှားနိုင်လို့ဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့များကာလပတ်လုံးဘယ်အစိုးရတက်တာအဆင်ပြေဘူးเนาะအဲ့တော့ ဟိုဖယ်ရယ်ပြည်တော်စုဖယ်ရယ်တက်မတော်ဖယ်ရယ်ဟိုဟိုလည်းအင်အားစုတွေဖြစ်ပေါ်ဖို့ဆိုလို့ရှိရင်ယူနစ်တွေတိစောက်ရမယ်ကျွန်တော်တို့လက်ရှိပြဿနာကအစိုးရလှုပ်ချင်တဲ့လူတွေကကိုယ့်ယူနစ်ကိုကိုကောင်းကောင်းမမတိစောက်တဲ့ပြဿနာအဲ့ဒါကြောင့်မလို့အခုလောက်ဒီတော်လိုက်ရကြာနေတာနော်အဲတက်တယ်ပဲပြောတာလှုပ်မဲ့လူတွေကြတော့လည်းဘေးမလှုပ်ဘူးရှေ့ကနေကာစီကာစီနေအဲ့တော့စကားတွေအများကြီးပြောရင်ကြာတယ်နော်အဲ့တော့ဒီကြားဖြန့်လုပ်ငန်းနဲ့အပါအဝင်စကားသားရဲ့အကျိုးစီးပွားတွေအကြီးကြီးနော်ဘာမှမဟုတ်တဲ့ဖေးရဲကားလေးတကားကို တသိန်း2000ဆိုရင်တသိန်း2000ကို600နဲ့မြှောက်ကြည့်လိုက်တနရာပဲရှိသေးတယ်အဲကျိုင်းလုံးတာချီလေးကိုတွားတဲ့ဖရဲကပဲရှိသေးတယ်ကောင်းမောင်ခိုးတွေလူမောင်ခိုးတွေစီမောင်ခိုးတွေအာကုန်ပစ္စည်းမောင်ခိုးတွေအာဟိုးမောင်ခိုးတွေဒီမောင်ခိုးတွေဘာမောင်ခိုးမှမပါသေးဘူးအမြင်လေးနေကျွန်တော်မြောက်ပိုင်းမှာတောင်ကြတဲ့ချိန်နှစ်နှစ်လောက်ပါကျွန်တော်တို့ကျွန်တော်စုံစမ်းစစ်စစ်ပဲဗျာထားပါတော့ဒါလိုပဲအလွယ်ပြောရမှာကျွန်တော်အဲ့ဟိုတကြွလှုပ်ရှားသူအနေနဲ့ဆန္ဒပြလိုက်ဘာလို့လဲညာလို့လှုပ်ပြီးတော့ကျွန်တော်တောင်းကြတော့အဲ့ဘောကျွန်တော်လှုပ်လိုက်တော့ကျွန်တော်သွားတော့ ကိုဗစ်ကာလမှာပါဘူး။ရှမ်းပြည်တရုတ်တွေဘလောက်လဲတဲ့။မြန်မာနိုင်ငံကတော်တော်ဆိုးဆိုးဝါးပါဗျ။အဲ့ဒီချင်းချော်တို့မူဆယ်တို့ကနေပြီးတွင်းတဲ့ဟိုသာထော်လာကြီးလေးရှိတယ်။ဟိုဟိုက်ဒရိုလစ်ပါတဲ့ထော်လာကြီးဖင်ထောင်လို့ရတယ်။ဒီကောင်ကသူတို့ရဲ့ထုတ်လို့ဆောက်လို့ရေးမှာဘီလက်မြေတွေကိုအဲ့ထော်လာကြီးနဲ့တည်တာ။အဲ့ဆောက်လို့ရေးကြီးကွန်ထရိုက်ပြီးသွားပြီးသူတို့အရင်စီမံကိန်းပြီးသွားပြီဆိုအဲ့ထော်လာကြီးတွေကိုပမာပြည်ကိုတွင်းတယ်။အဲ့ဒီထော်လာကြီးတစည်းကဗမာငွေနဲ့အရင်ကဆိုရင်ကျွန်တော်တို့စပြီးတော့ဝယ်ခါစား16တိ18တိမဲ့ရှိတယ်။အခုဆိုကျွန်တော်မေးကြည့်တာပေါက်ဈေးက 120 80အောက်ထက်မကောင်းတဲ့ဟာဆိုတော့မှ85လောက်ပေါက်နေတယ်။အဲ့လိုထော်လာကြီးတစည်းဝင်လာပြီဆိုရင်ချွေးချွေးဝါးကနေပြီးတော့ကျွန်တော်တို့မန္တလေးအရောက်အထိဒါမှမဟုတ်ရုပ်ရုပ်ရှင်ဟိုဘယ်လိုလဲနောင်ချိုရောက်တဲ့အထိကိုနော်ဘုံဝင်ကိမဖြတ်ခင်ပြီပေါ့နော်နောင်ချိုရောက်တဲ့အထိကိုအဲ့ထော်လာကြီးတစည်းကအနည်းဆုံးတသိန်းလောက်ကြာတယ်။ပမာဏဝေးတသိန်းတသိန်းခွဲလောက်ကြာတယ်။ထော်လာကြီးတစည်းတော့စောက်စောက်ဒါသူများနိုင်ငံကလုံးဝသုံးလို့မရတော့တဲ့ဟာဒါပေမဲ့မြန်မာနိုင်ငံမှာကိုမောင်းပြန်လုပ်ပြီးတော့ဥမန်းလေးမှာမောင်းနေတယ်တော်တော်များများအတရုတ်ကြီးကနေပြီးတော့ အဲကြာထားတဲ့ဟာတွေပေါ့ဒါပေမဲ့သူကတော့တုံးထားတယ်ဆိုပြီးနှစ်နှစ်တုံးနှစ်တုံးထားတယ်ဆိုတော့အကောင်းဆုံးတိုင်းတော့ရှိနေတယ်နော်အဲ့တော့ပြောချင်တာကသူများနိုင်ငံမှာတုံးလို့မရတဲ့ဟာတွေကိုဒီနိုင်ငံမှာမှောင်ကိုဈေးကွက်တယ်ဝင်တယ်မြန်မာနိုင်ငံမှာဟိုကျွန်တော်တို့ပြည်သူလူထုကနိုင်ငံရေးစီရေးကိုတိတ်နားမလဲကြဘူးနိုင်ငံရေးစီရေးနားမလဲတဲ့ခါကျတော့လူဘိန်းတွေအကြိုက်လူဘိန်းအကြိုက်ပြောလိုက်ရှင်ရှင်ကြိုက်တဲ့လူတွေအများကြီးပါကျွန်တော်ကလူဘိန်းကြိုက်တော့မပြောတတ်ဘူးအမုန်းခံပြီးပြောမယ်အဲ့တော့ຫນွေဥပံတို့ဘာလို့ညာလို့ဆိုတာ ဘယ်မှာအာမခံချက်ရှိပါလဲဆိုတာအရင်မေးပါပြီးတော့ဖယ်ရယ်ပြည်တော်စုဖယ်ရယ်တက်မတော်ဆိုရင်ဘယ်လို unit တွေနဲ့တိဆောက်ကြလဲဘယ်လိုမျိုးတွေတိုင်းတာလဲဆိုတာမေးပါเนาะတိုင်းစားတွေမှာသူကကြမှာသူဖန်တီးဖို့အတွက်နဲ့သူဥပဒေနဲ့သူရှိပြီးသားသူမူဝါဒသူရှိပြီးသားမထုတ်ပြသေးတာပဲရှိတယ်အဲတချို့တော့ဥပဒေဆိုကျွန်တော်တို့လက်ထက်မှာရှိပါကျွန်တော်တို့ဖတ်နေပါကောင်းပါတယ်တော်တော်လေးအဲ့တော့ပြောချင်တာကလူလေတွေရှိလို့လူအားတွေနေနေရတာလူအားတွေရှိလို့လည်းလူလေတွေတက်ရှင်နေတာလူလေတွေရှိလို့လည်းလူအားတွေကအသက်ရှင်နေရတာအဲ့တော့အသက်ရှင်ချင်းတူတူကျွန်တော်တို့ကလူအားပဲဖြစ်ဖြစ်လူလေပဲဖြစ်ဖြစ်ဈာန်နေပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုတွေက ဒီတော်လန်ရေးမှာမအားကြဘူးအမှန်တန်ရေးကြည့်ပါတယ်အဲကျွန်တော်လိုက်နေတာတော့မကြောက်ခဏလွန့်ကျင်တယ်ဒါပေမဲ့အချိန်နဲ့အချိန်ခါရမှုကျွန်တော်တော့မလွန့်လို့မရလို့ပါနော်အားလုံးကျေးဇူးတင်တယ်ကြားဖြန့်ကိစ္စကိုခေါင်းထဲမထည့်နဲ့အချိန်တန်ပေါ်သွားလိုက်မယ်အားလုံးဆောင်ရွက်နေတာရှိတယ်အဲစောနာပြောဆိုတော့ဟိုကဘာဖြစ်တယ်ဒီကဘာလို့လိုက်ပြောမနေလဲလိုက်ရောင်လို့မရဘူးကျွန်တော်တို့ကဒီရွေးကောက်ပွဲအလွန်ကာလမှာကျွန်တော်တို့ပြည်သူလူထုကတော်လန်ရေးစိတ်တွေရှိပြီးတော့တော်လန်ရေးပေါ်မှာပဲစိတ်မကုန်ဘူး